နာကမှာမြန်မာပြည်မြန်မာကုံဆောင်ဖြစ်လာမယ်ဘရိုနီကာကိုစတန်ဖက်ဒက်စ်ကဒုတိယအကြိမ်ထပ်ဆင်ခေါ်လိုက်ပါတယ်စတန်ဖက်ဒက်စ်ဆင်ခေါ်ရာချက်ထရီယဘာလို့ပွဲမတည်ပေးသေးရလဲဆိုတာကျွန်တော်လည်းစဉ်းစားလို့မရတော့ပါဘူးစတန်ကနောက်လာမှာသူ့ရဲ့ကပတ်ကပွဲပွဲရှိပါတယ်စတန်ကမြန်မာတို့ရဲ့အချက်တော်ဆိုလဲမမှားပါဘူးကိုနောက်ပိုင်းမှာဆိုသူတို့ဂျင်ဖက်ဒက်စ်မှာလည်း ျွန်တော်တို့ရဲ့ချစ်တော်လေးကျော်စွာဝင်းကစားနေပါတယ်သူကလည်း stem တို့ကအရန်ချစ်ပြီးပညာတွေလည်းမွေတိုင်းပညာတွေနဲ့ပတ်သက်ပြီးတော့အဆုံးလင်းတင်ချပေးနေတာကိုကျွန်တော်တို့တွေ့နေရစမြဲပါ အမြဲလိုလိုလက်ကျင့်ကြတဲ့အခါတစ်ခါတလေမှဆိုအတူတူစနှောက်ရင်းနဲ့ချစ်ခင်ကြတာတကယ်ကို ဖြူစင်တဲ့မောင်မတွေလိုပါပဲ stem က တော်တော်ချစ်ဖို့ကောင်းပြီး1 championship မှာဆိုပြန်ဖက်ကင်းကင်းပြန်ဖက်ကင်းတဲ့အာကစားသမားတယောက်လိုလဲပြောလို့ရပါတယ်။မွေတိုင်း MMA ကစ်ဘောက်ဆင်လက်ရှိသူ့ကိုရှင်ထိုးဖို့သူ့ကိုနိုင်မဲ့သူ မရှိသေးပါဘူး။အဖက်ဖက်မှာတော်တဲ့မျိုးသမီး fighter ဆိုလည်းမမှားပါဘူး။သူ့နဲ့အနည်းဆုံးထိုးလို့ရမယ်ထင်တာတော့ browning car ထင်ပါတယ်။ တို့နှစ်ယောက်သားပွဲဖြစ်ရင်တတော်လေးကိုကျွန်တော်မြန်မာပြည်အတွက်လဲတကယ်ကိုပွဲကြီးပွဲကောင်းဖြစ်နိုင်ပါရဲ့ဒါပေမဲ့လဲဗရိုနီကာစူးစမ်းရအောင်မယ်စတမ်ဘူနိုင်ဖူးကဗရိုနီကာကသူ့ရဲ့ပါဝါသူ့ရဲ့လက်သီးပါဝါ1 2တွေအရန်ကောင်းတယ်ဟိုက်ကစ်တွေအရန်ကောင်းပါတယ်ပါလေပါနတ်တယ်ဒါပေမဲ့မာဂွန်လဲဒိုနီတူပါပဲစတမ်ကတော့ မြန်လဲမြန်ဆန်နဲ့တိကျတဲ့သူ့ရဲ့ဒုက္ကတိသူ့ရဲ့1 2ရာအစားသူ့ရဲ့ high ticket တွေအစားတော်တော်လေးလေးမြန်တဲ့ champion ဆိုတော့လည်းတကယ်ကို champion ဆဆန်ကိုရန်ကိုကစားတတ်တဲ့တွေးကြုံရန်ရင်တဲ့ fighter မျိုးသမီးတယောက်ပါ Bronica Bronica ထက်တော်ဒါပေမဲ့ Queen တိုင်းမှာဘာမှမစိုးဖြစ်နိုင်တယ်ဆိုတာအားလုံးပဲယုံကြည်မယ်တင်ပါတယ်ကျွန်တော်တို့ဒီပွဲကိုတော်တော်လေးမြင်ချင်လာပါပြီ။